တို့ဆောင်ဝန်တွေညီရလားဟဲ့ညီရဲ့ဟဲ့ညီရဲ့ဟဲ့ဒီမိုကရေစီရရှိရေးကောင်းရေးကောင်းရေးဒီမိုကရေစီရရှိရေးကောင်းရေးကောင်း2020ပြည်နှစ်မှာ လုတ်တင်ဖြစ် လုပ်ငန်းခွင်ဝင်မှုတဲ့ဆရာဝန်800ခန့်ဟာစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်တာဝန်ဆက်လက်မထမ်းဆောင်ကြတဲ့အတွက်ဈေးကူတာခွင့်လက်မှတ်နဲ့ဝက်လက်မှတ်တွေမရကြတဲ့အပြင် အမီးပြဲဆင်းသွင်းခံရပြီးပြပထွက်ခွင့်လဲပိတ်ပင်ခံနေရတယ်လို့စုံစမ်းသိရှိရပါတယ်။ဆေးရနာသိမှုကြောင့်ကျင်းပနိုင်ခြင်းမရှိတဲ့ဆေးတက္ကသိုလ်ဘွယ်နှင်းသဘင်ခန္ဓာကိုရန်ကုန်မန္တလေးမကွေးဆေးတက္ကသိုလ်တွေမှာမကြခင်ပြန်လဲကျင်းပသွားမှာဖြစ်ပြီးပါရဂူဝဲဆေးဝန်ဘွယ်လို့ခေါ်တဲ့ Bachelor of Medicine and Bachelor of Surgery MBBS ဘွဲ့တွေကိုတုံးနေစာစုပေါင်းပြီးပေးရသွားမယ်လို့စစ်ကောင်စီကနိုင်ငံပိုင်သတင်းစာကနေထုတ်ပြန်ကြေညာထားပါတယ်။စေတက္ကသိုလ်၄ခုကနောက်ဆုံးနေ့ MBBS အပိုင်းခ6မြင်ဆောင်2018အပတ်စဉ်မှာစာမွေးပွဲအောင်မြင်ခဲ့သူဆရာဝန်1022ဦးရှိတဲ့ထဲကစစ်ကောင်စီလက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့အယောက်200ဝန်းကျင်ကဘွဲ့ပေးရသွားမှာဖြစ်တယ်လို့သိရတဲ့အကြောင်း ဘွဲလက်မဲ့ညင်းပယ်ခံရတဲ့ညီမဖော်လို့တဲ့ဆရာဝန်နှစ်ဦးကမြန်မာနောင်းကိုပြောပါတယ်။ဒီဆရာဝန်တွေဟာ2018ခုနှစ်ဇွန်လမှာစေတကသူနောက်ဆုံးနှစ်တယောက်ပြီး2019ခုနှစ်ဒီဇင်ဘာလမှာကြောင်းပြီးဆုံးခဲ့ပြီးတော့တနည်းကြော်ကြာလှုပ်တင်ဆင့်ထားတဲ့ဆရာဝန်တွေဖြစ်ပါတယ်။ဆရာဝန်ဘွဲရပြီးပါကနိုင်ငံကလိုအပ်တဲ့ချိန်မှာဝန်ထမ်းအဖြစ်သုံးနှစ်ကြာတာဝန်ထမ်းရမယ်။ပြက်ွက်တဲ့ဆိုရင်ကျက်စဲသိမ်းပေးရရမယ်လို့စေချောင်းစတက်တဲ့ချိန်ကခံဝန်ရေးထိုးခဲ့ရပါတယ် 6မြင်းဆောင်2018ပတ်စဉ်ကဆံဝန်ဘွဲ့ရသူတွေကိုအာနာသိမ့်ပြီးတနည်းချာ2022ခုနှစ်မှာစစ်ကောင်စီကအလုံးဝင်မှုရှောက်လွားခေါ်ခဲ့ပေမဲ့လည်းနိုင်ငံစနစ်ကမောက်ကမာဖြစ်နေချိန်မှာဆံဝန်များစုကအလုံးမဝင်တော့ဘဲရော်ကြီး10သိန်းပေးဖို့ပြင်ဆင်နေကြတယ်လို့ဆံဝန်တူကပြောပါတယ်အဲ့တော့စတေးမေယုံနဲ့ဒီခက်ကလာမှာတော့မဝင်နိုင်ဘူးဆိုပြီးတော့ကျွန်တော်တို့ကဟိုနေခဲ့ကြတာပေါ့နော်အဲ့ခါကျတော့ ဟိုအဓိကတော့ဟိုအလုံးမဝင်လို့ကျွန်တော်တို့မပေးဘူးဆိုတဲ့အခြေအနေမျိုးဖြစ်နေတာပေါ့နော်အဲ့ဒီဟာကကျွန်တော်တို့ခံဝင်ထိုးခဲ့ရတဲ့အနေအထားနဲ့ဆိုရင်ဒါမကန့်ညီဘူးဟိုစေတင်းကိုအလျော်တော့လက်ခံမှာပေါ့နော်အခုချိန်မှာကျတော့ယောလို့လည်းမရဘူးယောရမယ့်ပလူစီကျောင်းလည်းပဲကျောင်းမဝင်ထားတာလက်မခံပါဘူးကျောင်းပြီးတော့ကကျွန်တော်တို့ဟိုဆမတခါလည်းပေးရမှာဒါပဲဆမလည်းမပေးဘဲနဲ့ကျွန်တော်တို့ဒီတိုင်းထားတယ်အခုကတော့ပွဲနဲ့တပည့်ကျင်းပါတဲ့အချိန်မှာလည်းပွဲမပေးဘူးဆိုပြီးဖြစ်တယ်ပေါ့ အဲ့ဒီပက်စင်ကစစ်ကောင်စီလောက်ခံဝင်နေမလို့တဲ့ဆရာဝန်တွေကိုနိုင်ငံကူးလက်မဲ့လျှောက်ခွင့်ပြပထက်ခွာခွင့်ပိတ်ပင်ထားတယ်လို့သိရပါတယ်။အဲ့ဒီလိုမြေပြစင်းအတွင်းဌာနကိုရန်ကုန်လေစိတ်မှာကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီးလူဝင်မှုကြီးကြပ်ရေးအထူးဆောင်သန်းစစ်ဆေးဌာနနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကတားဆီးစစ်ဆေးပြီးတော့လှည့်ပြန်ခိုင်းခဲ့တယ်လို့ကိုတွေ့ကြုံခဲ့ရတဲ့ဆရာဝန်ကဆက်ပြောပြပါတယ်။ ဆီယနာသိမ်းမှုဖြစ်စဉ်ကြောင့်နိုင်ငံဝင်နှင်းတွေယုံမတက်ဖဲယုံထွက်ခဲ့ကြပြီးအကျဉ်းမဖက်အာဏာဖီဆန်ခဲ့ကြရမှာဆီယဝန်အတိုင်းဝိုင်းကတက်ကြွစွာပူပေါင်းပါဝင်ခဲ့ပါတယ်။ကျမိုင်ဝန်ကြီးဌာနမှာဝန်ထမ်းပေါင်းတသိန်းကျော်ရှိတဲ့ထဲက9000ကျော်ဝန်းကျင်သာတာဝန်ဆက်လက်ထမ်းဆောင်ပြီး9000နီးပါး CDM ပြုလုပ်သွားတယ်လို့စစ်ကောင်းဆောင်ကထုတ်ပေါ်ပြောဆိုထားပါတယ်။ဒါ့အပြင်ကိုဗစ်ဖြစ်ပွားမှုမြင့်မားတဲ့ကာလတွင်တနိုင်ငံလုံးတိုင်းတာနေနဲ့ ဆေးရုံနဲ့ဆေးပေကံ12504ခုရှိရမှာ65ရာခိုင်နှုန်းသာဝန်ဆောင်မှုပေးနိုင်ခဲ့တယ်လို့လည်းစစ်ကောင်းဆောင်ကဝန်ခံခဲ့ရပါတယ်။ဒါကြောင့်မင်းစစ်ကောင်းစီဟာ CDM ကျမ်းမာရေးဝန်ထမ်းတွေကိုပြစ်မှတ်ထားနှိတ်ကွပ်နေပြီးပုဂ္ဂလိကဆေးရုံတွေမှာ CDM ဆရာဝန်တွေဆေးကုသခွင့်လက်မဲ့တက်တန်းကုန်ဆုံးသူတွေကို လုံမခံမှုညွှန်ကြားထားပါတယ်။အာနာမသိငင်လာပိုင်းလိုမှာဆောင်းဝန်ပွဲရပြီးစစ်ကောင်စီလက်အောက်တာဝန်မထမ်းဆောင်သူတွေကို စစ်ကောင်စီကအညှိုးထားကာကန့်သက်ပိတ်ပင်ထားတာကြောင့်ဆံဝန်အယောက်ရှိရဝင်းကျင်ဟာဆံဝန်ဘွဲနဲ့ဆက်နွယ်တဲ့အလုပ်ကိုင်တွေနိုင်ငံတကာမှာပညာဆက်လက်သင်ကြားခွင့်တွေဆုံးရှုံးနေရတယ်လို့အဲ့ဒီဆံဝန်ကပြောပါတယ် Blacklist ရင်တွန်းခံနေရတဲ့အတွက်ကျွန်တော်တို့မှာဒီပါဝါလည်းထွက်လို့မရနိုင်ဘူးပေါ့နော်အဲ့ခါကျတော့ပြည်တွင်းမှာလည်းဝင်တွေတိုင်းဆုံးရှုံးနေတယ်ကျွန်တော်တို့ရဲ့အနာဂတ်ကပြောရလို့ရှိရင်တော်တော်ကိုဝေဝါးနေတယ်ပေါ့နော် ပုံမှန်အားဖြင့်ကြောင်းပြီးပြီးနောက်ပိုင်းဆရာဝန်အလုပ်တင်တနစ်ဆင်းပြီးရင်စေကူတာခွင့်လက်မနဲ့ဘွဲကိုရယူခွင့်ရှိသလိုစေတက္ကသိုလ်တွေထံကနေကျောင်းသားအမှတ်စင်းနဲ့ GPA တက်မှတ်ချက်တွေကိုလွတ်လပ်စွာထုတ်ယူခွင့်ရှိပါတယ်။ဒါပေမဲ့အခုကမှတော့စစ်ကောင်စီကအဲ့ဒီလက်မှတ်တွေထုတ်ယူခွင့်ကိုပြိပင်ထားပြီးနိုင်ငံရေးအရာအသုံးချနေတယ်လို့ဆရာဝန်တွေကဆိုပါတယ်။လက်မှတ်မရှိတဲ့သူတွေကိုပုဂ္ဂလိကစေုံတွေကအလုတ်ခမ်းမှု လက်မခံတဲ့တွေအလုတ်ကန်ရှားပါလာပြီး တခြားလုပ်တွေကိုပြောင်းရွှေ့လုပ်ကိုင်မှုအတွက်လဲဘွဲ့ရအထောက်ထားမပြသနိုင်တဲ့အကြောင်းအခက်ခဲတွေရှိပေမဲ့လည်းစစ်ကောင်စီလက်အောက်မှာလုံဝင်လို့စိတ်မရှိတဲ့အကြောင်းနောက်ထပ်ဆံဝန်မျိုးသားတို့ကလည်းပြောပါတယ်အလုံးဝင်တာကရှိရှိမီမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့အများစုမှလည်းလုံဝင်မှုရတာမရှိကြဘူးဒီပြည်စည်းနေတဲ့ဆန္ဒပြမှုဝင်ပြီးတော့လုပ်ရစွာ ဆယ်ဝန်တွေကကြောင်းစတက်ချိန်ကခံဝန်ချက်အတိုင်းယော်ကြေးပေးလိုပေမဲ့စစ်ကောင်စီကယော်ကြေးပေးချေတဲ့နီလန်းကိုလည်းပိတ်ပင်ထားတယ်လို့သိရပါတယ်။ဒီအခြေအနေနဲ့ပတ်သက်ပြီးစစ်ကောင်စီလက်အောက်ခံကျန်းမာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဒေါက်တာတန်းနိုင်စိုးကိုမြန်မာနောင်းကဆက်သွယ်ခဲ့ပေမဲ့လက်ခံဖြေဆိုခြင်းမရှိပါဘူး။ဆယ်ဝန်တွေကတော့ဝဲလက်မဲ့စေကူတာခွင့်လက်မဲ့အမှတ်စင်းနဲ့ GP ထုတ်ပေးဖို့နဲ့မီးပြက်စင်းပယ်ဖြတ်ပေးဖို့တောင်းဆိုထားကြပါတယ်။ ဒီလိုတောင်းဆိုတာဟာသူတို့ရေးထိုးခဲ့တဲ့ခံဝင်ချက်ပါတတ်မှတ်ချက်တွေနဲ့ညီညွတ်တယ်လို့လည်းဆိုပါတယ်။နောက်ပြီးသူတို့ဟာအာဏာမသိငင်ကဘွေရခဲ့သူတွေဖြစ်ပြီးရော့ကျေးပေးမယ်လို့လည်းဆက်ဝင်တွေကပြောထားပါတယ်။ကျွန်တော်တို့ရဲ့ရပ်ပိုင်ခွင့်လို့နေတယ်။သူတို့ထုတ်ပေးတဲ့ဟာကိုကျွန်တော်မျိုးရတာပတ်စံရေးထုတ်ချက်ကြပါတော့။ကျွန်တော်တို့ကသူတို့ပညာရေးမကြောင်ပြတာမဟုတ်ဘူး။ကျွန်တော်ကလည်းမစိတ်ကြေ မြို့သားညညရေးဆိုရာအယူကြီးအနေနဲ့ဒီဆရာဝန်တွေအရေးကိုထည့်သွင်းစဉ်းစားပေးဖို့လည်းတောင်းဆိုထားပါတယ်။အယူကြီးကျမိုင်ဝန်ကြီးဌာနရဲ့အကြံပေးလည်းဖြစ်ဖက်ဒရယ်ကျမိုင်ပညာရှင်များကောင်စီ FHPC ဥက္ကဋ္ဌပမောခဒေါက်တာခင်မောင်လွင်ကတော့၎င်းတို့အနေနဲ့ဆရာဝန်တွေကိုဘွယ်လက်မှတ်ထုတ်ပေးနေတယ်လို့၎င်းရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာမှတ်လာ6ရက်နေ့ကရေးသားထားပါတယ်။ အားလုံးဒီပါကိုဘွဲလက်မဲ့တွေထုတ်ပေးထားပြီးအများပြားပြပမှာအလုံးလုံးကိုင်းဘွဲလွန်တင်နှန်းတွေတက်ရောက်နေကြကြောင်းပြောဆိုထားပါတယ်။ဒါပေမဲ့ဆယ်ဝန်တချို့ကတော့ပြည်တွင်းမှာဘွဲလက်မဲ့တွေအခက်တွေ့နေသူတွေများစွာ ရှိနေသေးတယ်လို့ပြောပါတယ်။ဒါပေမဲ့ရောင်းနေတာပါဆက်ကနေမရှိတဲ့ စစ်ကောင်စီဟာမြန်မာကျောင်းသူနှစ်ဦး UNG အစိုးရစေးဘွဲ့လက်မှတ်နဲ့ထိုင်းနိုင်ငံချူလာလောင်ကွန်တက္ကသိုလ်တက်မဲ့အစီအစဉ်ကို သိရှိသွားပြီးတဲ့နောက်အဲ့ဒီကျောင်းသူနှစ်ဦးကိုမြေပြင်ဆင်းသွင်းခဲ့တယ်လို့စေးဘွဲ့လက်မှတ်ကို notary ပြုလုပ်ပေးသူတွေကလည်းဖမ်းဆီးထောင်ချခဲ့ပါတယ်။အဲ့ဒီနှစ်ဦးရဲ့ဖြစ်ရပ်ကတော့ပြည်ပမှာတက္ကသိုလ်ဝင်ခွင့်ရှောက်ထားသူတွေအကြားရှာရှာပါပါဖြစ်ရလေဖြစ်ခဲ့ပါတယ်ခင်ဗျာ။